ခொနေသားသမီးအားလုံးမင်္ဂလာပောင်းနဲ့ပြည့်စုံကြပါစေ။ဘေးရောစတိုင်း channel မှာပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာတော့တနင်္လာသားသမီးများကြိုတင်ချိန်ဆနိုင်ရန်အတွက်ဆရာအောင်စီမှဩကြားထားသောတနင်္လာသားသမီးများအတွက်2025ခုနှစ်နိုဝင်ဘာလ17ရက်နေ့မှ20ရက်နေ့အထိဇယက်စာကြံပြုဩစတိုင်းကိုပြည့်ပြည့်စုံစုံဖတ်ကြပေးထားပါရစေ။အစည်းအဝေးလေးမစခင်မှာတဦးစေတနာတဦးမြေသားဆိုသလို subscribe လေးနေပေးခဲ့ဖို့တောင်းဆိုပါရစေ။အစ်တတနိုင်းတရားအောင်လဲဘေးနားကိုခေါင်းလောင်းလေးကိုလည်းနှိပ်ချ ားပေးခဲ့ဖို့မမိတ်နဲ့နော် တနင်္လာသာသမီများအတွေ့ဆယ်ရက်စာဟောစတန်အလောက်အကန်အခက်ခဲတွေကြောင့်အလောက်ကိုင်းတွင်အစဉ်ပြေတိုးတက်လာမယ်တညီလက်ညီပူးပေါင်းလှုပ်ဆောင်မှုတွေကြောင့်အောင်မြင်တိုးတက်ပြီးပျော်ရွှင်ရမယ်ယခုမှပြန်လဲကအစဉ်ပြေမှုတွေရသဖြင့်ရှေ့ဆက်ကြိုးပမ်းအားထုတ်ဖို့လိုအပ်ပါတယ်လုပ်ငန်းအစ်တွေကိုလည်းတိုးချဲ့လောက်ကိုင်းနိုင်တယ်ရန်နာထားခဲ့တဲ့အလောက်တွေပြန်လဲစတင်ရမယ်အလောက်မရသေးသူများအလောက်လျှောက်ထားပါကဒီကာလအတွင်းရပါလိမ့်မယ်ရေရွက်ပစ္စည်းလုပ်ငန်းများပြန်လဲရေးချောင်းသွားလာရေးဆက်ပြုတ်မွေးမြူရေးပို့ဆောင်ဆက်သွယ်ရေးခရီးသွားလာရေးလုပ်ငန်းများ ားရွှေငွေကြောင်းမြေဇနနာရောင်းဝယ်ရေးစားတောက်ကုန်လူသုံးကုန်စေဝါအလပနဲ့သက်ဆိုင်တဲ့လုပ်ငန်းများဟိုတယ်နဲ့စားတောက်ဆိုင်များနိုင်ငံခြားခရီးများအယောင်ဝယ်လုပ်ငန်းများငွေကြေးကိစ္စများအစစအရာရာအဆင်ပြေနေပါလိမ့်မယ်လုပ်ငန်းတွေအဆင်ပြေမှုရသဖြင့်စိတ်ချမ်းသာကပျော်ရွှင်မှုတွေခြေနက်ပီတိတွေဖြစ်နေပေမဲ့ရှေ့ဆက်အောင်မြင်မှုရအောင်စူးစမ်းလုပ်ကိုင်းနိုင်ဖို့လိုပါတယ်တန်တရားကမိမိဘက်မှရှိနေပေမဲ့မနာလိုမခြေနက်တဲ့သူတွေကရှိနေပါတယ်အပျော်လွန်ကျူးပြီးဘဝမိတ်သွားတာမျိုးတွေမလုပ်ပါနဲ့ သည့်ကိစ္စမဆိုအယုံမလွယ်ပဲနဲ့ညာနဲ့ရှင်ကစဉ်းစားလောက်ကိုင်းဆောင်ရွက်ခြင်းဖြင့်အောင်မြင်မှုများရရှိမယ်မိသားစုရေမိသားစုအတွင်းမှာလက်ရှင်တင်ပြီးစိတ်ချမ်းသာစရာသတင်းတွင်ကြားရမယ်မိဘဆွေမျိုးအကြီးအကဲများရဲ့အကူအညီများရမယ်ဘိုးတော်မယ်တော်ရောင်ဆောင်သူတွေရောက်လာတတ်တယ်အလိန်ခံရတတ်သဖြင့်သတိရှိပါလူမှုရေမိတ်ဆွေတွေနဲ့ဆက်ဆံရေးအဆင်မပြေဖြစ်တတ်ပါတယ်အတိုက်အခိုက်နောက်ဆက်တွဲကြုံရတတ်တယ်အတူလောက်ကိုင်းသားတွေကလည်းရန်နာသွားတာခွက်ထွက်သွားတာမျိုးတွေဖြစ်မယ်ကိုယ့်ဘက်ကမှန်နေရင်ရဲရဲသာလောက်ကိုင်းမှာအောင်မြင် းမှုရရှိပါလိမ့်မယ်။ငွေကြေးစည်းဝါးငွေဝင်ကောင်းနေမယ်။လုပ်ငန်းများမှငွေကြေးအမြတ်ဆွင့်များရရှိမယ်။အယောင်အဝယ်ကောင်းဝင်ပြီးစည်းဝါးတိုးတက်မယ်။ယင်းနှမြုံနှံမှုများငွေကြေးစုဆောင်ခြင်းများပြုလုပ်နိုင်ပါတယ်။လောအားကြောင့်သာမကကံအားကြောင့်မှငွေဝင်ပါလိမ့်မယ်။ခရီးသွားရင်ကလေးငယ်တဦးကိုစားစရာနဲ့အယုတ်လက်ဆောင်ပေးပြီးသူနှစ်မှပင်ချီချိုးပါ။ချီစုကြီးပောက်တတ်ပါတယ်။ပညာရေးပိတ်ဆို့နေသောပညာရေးလမ်းကြောင်းတွင် ပြန်လည်ကောင်းဝင်ပြီးအတန်းဆုံးအောင်မြင်သည့်အထိတင်ယူနိုင်မယ်။စိတ်ရှိသည့်ခံပြီးစူးစမ်းပြီးတင်ယူခြင်းတွေကြောင့်ရည်ရွယ်ချက်များပြ ြည့်ဝအောင်မြင်မယ်ပြည်ပတွင်ပညာရေးကိစ္စများစီစဉ်ဆောင်ရွက်ရန်တွားရောက်ရမယ်အခြေအနေနဲ့အင်းတော်ရေအခြေအနေမှာတန်ရော့စဉ်ပို့ပြီးအနေနီးတာတွေကြောင့်မဖြစ်တင်တာတွေဖြစ်ကုန်တတ်တယ်သုံးပွင့်ဆိုင်ဇာလန်းတွေပို့ပြီးဇက်ရှုပ်တတ်ပါတယ်အချစ်စိတ်နဲ့စိတ်လမ်းမှာလှုပ်တတ်တဲ့အတွက်ပြဿနာဖြစ်တတ်ပါတယ်အင်းတော်ကြီးမှလည်းတယောက်တစ်ခွန်းစကားများတတ်ပြီးစိတ်နာစီမဲ့စကားလုံးနဲ့ထုံးတဲ့ချက်တွေကြောင့်အင်းတော်ကြီးအစင်မပြေဖြစ်တတ်ပါတယ်ကျမ်းမာရေးကျမ်းမာရေးအညက်ကြုံရတတ်သဖြင့်ဂယုဆိုင်နေထိုင်ရမယ်မကျမ်းမာပါကစောစည်းစွာကုသမှုခံ ယူပါ။ကျောင်းနာချင်းလေထုလေအောင်လေငန်းယောဂါများထိကြိုက်တန်းရများရတာပါတယ်။တကြည်သူများကိုဂယုဆိုင်ပါ။အကျိုးပေးသောအရာ၊နှပြရောင်၊ခရမ်းရင်ရောင်၊မြုံမိုင်းမန်းရောင်တို့ကိုအထူးပြုသုံးဆွဲပါ။အကျိုးပေးသောကဏ္ဍများမှာခွန်းသုံးကိုကဏ္ဍများဖြစ်ပါတယ်။ရရရဖျားသွင်းထိပြတလက်ကတ်လို့ပါ။တနင်္လာသားသမီးများလုံးကိုစိတ်နှပြကြမှာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေ။တနင်္လာသားသမီးများတွေတိုက်ဆိုင်မှန်ကမကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်။မိတ်ဆွေတို့ရဲ့ခက်ခဲတွေ ကုံဆရာအောင်စိန်နဲ့ဗေဒမင်းပြန်ဆွနှွေးတိုင်မိလို့တဲ့အခါ3ညကို9 6 4 90 3 5တို့ဘိုင်ပါမတဲ့ဆက်သွဲမင်းမြန်နိုင်ပါတယ်ကျေးဇူးတင်ပါတယ်ဗေဒဟောစရန် channel မှာနာမည်ကြီးဗေဒင်ဆရာများရဲ့နေစဉ်ဟောစရန်များအပတ်စဉ်ဟောစရန်များလာစဉ်ဟောစရန်များနဲ့နေ့စဉ်ဟောစရန်များပါ ပုံမှန်တင်ဆက်ပေးနေလို့ဗေဒင်ဟောစရန် channel လေးကိုလိုက် subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုပါရစေအစ်တတနိုင်းသိအောင်လဲဘီနာအကောင်လေးကိုလည်း နှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော်